အားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ဗီဒီယိုတပိုတုန်းကတော့ဟွန်နင်းယောင်ကျူကွန် F52 ရှောက်ထားနီးတင်ပြပေးခဲ့ပါတယ်။ဒီတစ်ခေါက်မှာတော့ F5 ဗီဇာအမျိုးအစား28မျိုးတဲက F51 Ilban ယောင်ကျူကွန်နဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်။ကိုရီးယားနိုင်ငံမှာနိုင်ငံခြားသားတယောက်အနေနဲ့ကိုရီးယားနိုင်ငံသားခံယူတာကရီမန်းချက်တစ်ခုဆိုလို့ရှိရင်ဒီလိုမျိုးသွားပါလိမ့်မယ်။ဥပမာမိမိက E9 ဆိုလို့ရှိရင် E9 E7 F2 F5 ကွီးွား။ကျောင်းဗီဇာနဲ့ဆိုလို့ရှိရင် D4 D2 D10 E7 F2 F5 ကွီးွား။လက်ထပ်ဗီဇာက ဆိုလို့ရှိရင် F6 ပြီးတဲ့ခါမှာ F5 သို့မဟုတ် Q5 လုပ်လို့ရပါတယ်ဒီလိုမျိုးအဆင်ဆင်သွားတယ်ပေါ့နော်ခုနောက်ပိုင်းတွေ့ရတာကတော့ E9 ကနေပြီးတော့ F2 ပြောင်းပြီး F5 ပြောင်းခြင်း E7 ကနေပြီးတော့ F5 ပြောင်းခြင်းဒီတန်းကနေပြီးတော့ F2 ပြောင်းပြီးတော့ F5 ပြောင်းခြင်းဒီတန်းကနေ F5 ပြောင်းခြင်းတွေကိုတွေ့ရနိုင်ပါတယ်ဒါကတော့သိထားရအောင်ပြပြပေးတာဖြစ်ပါတယ်ဒီကနေ့ပြောပြပေးမယ့် F5 1 11ရောင်ကျူကန်းကတော့မြန်မာနိုင်ငံသားအများစု F2 ဗီဇာကနေပြောင်းလျှောက်ကြမယ်လို့ထင်ပါတယ်ရောင်ကျူကန်းရဲ့အားသာချက်ကတော့ကိုရီးယားမှာစနစ်တကာတက်တန်းတိုးတို ိုးပြီးတော့ကန့်တန့်ကြမဲ့နေထိုင်နိုင်ပါတယ်။စာသည်းစာဝဲဘိုဟုံးလို့ခေါ်တဲ့အာမဂန်ကြီး၄မျိုးလည်းဝင်ရောက်နိုင်ပါတယ်။ရောင်ကျူကန်းဖြင့်၃နှစ်ကျော်တဲ့အခါမှာနေမြေရွေးကောက်ပွဲမှာမဲပေးပိုင်ခွင့်ရှိပါတယ်။လွတ်လပ်စွာလုပ်ငန်းရွေးချယ်လုပ်ကိုင်နိုင်ပါတယ်။ပြည်ပထွက်တဲ့အခါ၂နှစ်အတွင်းပြန်လည်ဝင်ရောက်ပါက JIP ပူဟော်ကကင်းလွတ်ခွင့်ရှိပါတယ်။ JIP ပူဟော်ကဆိုတာကပြည်ပကိုနှိရှေအလဲသွားတဲ့အခါလောကမှာ JIP ပူဟော်ကကိုရီးယားသို့ပြန်လည်ဝင်ရောက်ခွင့်ခွင့်ပြုချက် တောင်းခံစာရှောက်ထားရပါတယ်။ JIP ပူဟော်ကရှောက်ထားစရာမလိုပဲပြည်ပကိုနှိရှေသွားလို့ရတဲ့ဗီဇာတွေလည်း ်ရှိပါတယ် F6 visa ဆိုလို့ရှိရင်ကိုရီးယားမှဆထွက်ချိန်ကစပြီးတော့တနှစ်အတွင်းပြန်လည်ဝင်ရောက်ပါကဂျေကူဟောကရှောက်ထားစရာမလိုပဲကင်းလွတ်ခွင့်ရှိပါတယ် R5 visa ဆိုလို့ရှိရင်တော့နှစ်နှစ်အတွင်းပြန်လည်ဝင်ရောက်ပါကဂျေကူဟောကရှောက်စရာမလိုပဲနဲ့ကင်းလွတ်ခွင့်ရှိပါတယ်ကိုရီးယားမှာတရားဝင်အောက်ပါ visa ဖြင့်နေထိုင်မှု9နှစ်အထက်ကျော်လွန်သူများက F5 A ban ရောင်ကျူကန်းကိုရှောက်ထားနိုင်မှာဖြစ်ပါတယ်အဲ့ဒီ visa တွေကတော့ D7 D8 D9 D10 E1 E2 E3 E4 E5 E6 E7 F2 စတဲ့ဗီဇာတွေပဲဖြစ်ပါတယ်။ဖုန်ရင်တန်ချောင်းလက်တလော3နှစ်အတွင်း1350နဲ့အထက်ဘွန်ချီကွန်းတန်ငွေတန်ခတ်ခံရသူလက်တလော3နှစ်အတွင်းဘွန်ချီကွန်းတန်ငွေစုစုပေါင်း1350နဲ့အထက်ရှိသူဘောလ်ကွန်းမြောင်းပြစ်တန်ငွေတန်ခံရပြီးတော့တန်ငွေပြီးဆောင်ပြီးတဲ့နေ့ကစပြီး3နှစ်မကျော်လွန်သေးတော့သူဒီလိုမျိုးတွေကတော့ F51 11ရောင်ကျူကန်လျှောက်တဲ့အခါမှာအခက်အခဲရှိနိုင်ပါတယ်။လာဝကဥပဒေချိုးဖောက်မှုမှတ်တမ်းရှိတဲ့သူကတော့ချူတီကူဟင်းချောင်းစာတွေမှာတည်တဲ့မေးမြန်းပြီးတော့လုံဆောင်ရမှာဖြစ်ပါတယ်။ Single UG F5 visa Single UG အနေနဲ့ ထဲကတော့လျှောက်ထားခြင်းပြီးခဲ့တဲ့အရင်နှစ်ရဲ့စုထုတ်ဂုမစ်ကျုံမြောင်းဝန်းဖြင့်စစ်ဆေးပြီးတော့စုစုပေါင်းပိုင်ဆိုင်မှုစံနှုန်းဖြင့်တိုင်းတာစစ်ဆေးပါတယ်ပြီးခဲ့တဲ့အရင်နှစ်တူးချင်းစီရဲ့ GNI စုစုပေါင်းရဲ့နှစ်ဆအထက်ဝင်ဝေပြရပါမယ်ပြီးခဲ့တဲ့အရင်နှစ်ပြန်မြလက်ဝယ်ပိုင်ဆိုင်မှု1.5ဆအထက်ပိုင်ဆိုင်မှုရှိရပါမယ်2024ခုနှစ်တူးချင်းစီရဲ့ GNI 1350ဝင်းကျင်လက်ဝယ်ပိုင်ဆိုင်မှု1400ဝင်းကျင်ဖြစ်ပါတယ် E5 ဗီဇာသမားကတော့ပြီးခဲ့တဲ့အရင်နှစ်တူးချင်းစီရဲ့ ဲ့ GNI စုစုပေါင်းရဲ့တစားပဲပြရင်ရပါတယ်။ဒီ8ဗီဇာကန်ဆောင်ထားသူကတော့လျှောက်ထားတဲ့နှစ်နဲ့ပြီးခဲ့တဲ့နှစ်ရဲ့ယင်းနှမြုံနံမှုပြန်မြရောင်းအပ်ပမာဏ10ပေါ်ဝန်1သိန်း1000နှစ်အထက်ရှိရပါမယ်။ကိုရီးယားပြည်တွင်တက္ကသိုလ်ကရတဲ့ဟပ်ပူပွဲဆိုရင်တစ်နှစ်ဝင်ငွေ GNI နှစ်ဆပြရမယ်။နှစ်ဆရှိရမယ်ပေါ့နော်။စောစပွဲဆိုလို့ရှိရင်တော့ GNI တစားရှိရင်ရပါတယ်။အစိုးရစကောလာအကြောင်းသားဆိုလို့ရှိရင်ကျောင်းပြီးလို့အလုပ်လုပ်သက်3နှစ်ရှိရင်ဝင်ငွေမပြနိုင်လဲရပါတယ်။အဲ့တော့ F5 visa လျှောက်ထားတဲ့အခါမှာလိုအပ်တဲ့ဆောင်ရွက်စာတမ်းတွေ ေကတော့ထုံဟပ်ရှင်ချောင်းစောဗီဇာလျှောက်လွာစာရွက် ID ကတ် passport မူရင်းမိတ်ထူတက်ပုံတပုံအမိနိုင်ငံကမိမိမှတ်ပုံတင်အိမ်တော်စုစည်းရင်းမွေးစင်းပြည်မှုကင်းရှင်းချောင်းရဲစခန်းထောက်ခံစာဒါတွေကိုကိုရီးယားအင်္ဂလိပ်ဘာသာပြန်ပြီးတော့နိုင်ငံခြားရေးတုံးနဲ့ကိုရီးယားတန်ယုံတုံးပါရှိရပါမယ်အင်္ဂါဆိုလို့ရှိရင်အင်္ဂါစာချုပ်အင်ပိုင်နဲ့ဆိုလို့ရှိရင်လည်းအင်ပိုင်ဆိုင်မှုစာချုပ်လျှောက်ထားသူဤတီးသန့်အချက်လက်တီးသန့်ဖောင်ရှိပါတယ်အဲ့ဒီဖောင်မှာဖြည့်ဆွက်ရမှာဖြစ်ပါတယ်အမကန်လွာတီးသန့်ဖောင်ရှိပါတယ်အမကန်ပေးသူဤမှတ်ပုံတင်မိတ်ထူပူးတွဲပြီးတော့တင်ပြရပါမယ်ဝင်ဝေ ွေအထောက်ထား GNI ဒါကတော့ John Boo Egypt ဆာဆိုတဲ့ website မှာလည်းထုတ်လို့ရတယ်လို့အခွန်ရုံးမှာလည်းတွားရောက်ပြီးတော့ထုတ်ယူနိုင်ပါတယ်မိမိမိသားစုနဲ့လိမ့်စာတစ်ခုထဲမှာအတူနေထိုင်ကြောင်းတသက်ခံစာရွက်တင်ပြနိုင်ပါကမိမိမိသားစုဝင်ငွေပါပူတွဲပြီးတော့တင်ပြနိုင်ပါတယ်သို့တော့လျှောက်ထားသူဤဝင်ငွေက90ရာခိုင်နှုန်းအထက်ရှိရမှာဖြစ်ပါတယ်ရှင်ကျောင်းချောင်းဘိုဂျိုဝဲစောမိမိတကိုရေငွေကြေးဆိုင်ရာအချက်လက်ဟောဒါကတော့ဟန်ကူရှင်ကျောင်းချောင်းဘိုဝန်ဆိုပြီးကြဘိုရှိတွေမှာကိုယ်တိုင်သွားပြီးတော့ထုတ်နိုင်တယ်လို့ဘူနင်းရှင်ကျောင်းချောင်းဘိုရလန်စောပြီးဆူဆိုတဲ့ home page မှာလည်းထုတ်ယူ နိုင်ပါတယ်။ပြီးရင်ဗန်စာအုပ်လက်ကျန်ငွေ90ကြီးပန်းစဲစတဲ့အခွန်အပြည့်အဝပေးချေထားသောတပ်သိကန်စာရက်ဒါကလည်းပဲဂျောင်းဘူးအီရှစ်စာသို့မဟုတ်အခွန်ရုံးတွေမှာထုတ်ယူနိုင်ပါတယ်။အလုတ်ထောက်ကန်စာဂျုံကျူချစ်အမြဲတမ်းဝင်တန်းဖြစ်ရမယ်။လုံတက်က3နှစ်ကျော်ရှိရမယ်။လုပ်ငန်းရှိတဲ့ဆိုလို့ရှိရင်လုပ်ငန်းလိုင်စင်မှတ်ပုံတင်မိထုတင်ပြနိုင်ပါတယ်။ပြည်တွင်းပွဲရတဲ့သူဆိုလို့ရှိရင်တော့ဘွဲလက်မှတ်တင်ပြနိုင်ပါတယ်။တခြားအောင်လက်မှတ်တွေရှိရင်လည်းပဲဒီဂီဆူဂျာကျော်ကျွန်းတွေတင်ပြနိုင်ပါတယ်။ပြီးတဲ့အခါမှာဆော်ဝဲထုံးကပရိုဂရမ်အီဆူကျွန်း၊ဂျုံကျူယုံ၊ချုံဟက်ဖြောင်းကဟပ်ကျော်ကျွန်းတို့မှ ို့စာဝတ်ထုံးရပရိုဂရမ်ဤစုကျွန်းကီပါယုံချုံးရဖြောင်ကဟက်ကျော့ကျွန်းတင်ပြရမှာဖြစ်ပါတယ်ဝင်ဆောင်ကအနေနဲ့ကတော့နှစ်သိန်းဝန်ဖြစ်ပြီးတော့ ID ကကြီးက1 3000ဖြစ်ပါတယ်အပေါ်ပူတွဲတင်ပြရမယ်စာရွက်စာတမ်းများရှိပါတယ်ဒါကတော့ D8 D9 ဗီဇာဆိုလို့ရှိရင်တော့စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရောင်းအားသို့မဟုတ်ပို့ကုန်ပမာဏအထောက်အထားစာရွက်တင်ပြရမယ်ဒီတန်းဆိုလို့ရှိရင်တော့မိမိနဲ့တက်ဆိုင်မဲ့ E1 ကနေပြီးတော့ E7 အထိရှိတဲ့ဒီဗီဇာထောက်ထားပါတော့ပြရမယ်ပြီးရင်ဘွဲလက်မှတ်အလုပ်စာချုပ် E7 ဆိုလို့ရှိရင်တော့ဘွဲလက်မှတ်ပြရပါမယ်လူတယောက် ောက်ချင်းစီရဲ့အချက်လက်ပေါ်မူတည်ပြီးတော့လာဝကဘက်ကအပိုထပ်ဆောင်တင်ပြရန်စာရွက်စာတမ်းများတောင်းဆိုတာတွေရှိနိုင်ပါတယ်။ရှင်းစာကီကန်စစ်ဆေးစဉ်ကာလအတွင်းမှာလည်းပဲလိုအပ်တဲ့စာရွက်စာတမ်းများတောင်းဆိုလေးရှိပါတယ်။ဒီရှင်းစာကီကန်စစ်ဆေးခြင်းကာလကတော့လာဝကတစ်ခုနဲ့တစ်ခုမတူကြပါဘူး။ပုံမှန်6လဖြစ်ပြီးတော့တစ်နှစ်ကျော်တာတွေလည်းရှိပါတယ်။ဒီကနေ့ကတော့ F51 Ilban ရောင်ကျူကွန်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးခဲ့တာဖြစ်ပါတယ်။လိုအပ်တာတွေရှိတဲ့ဆိုလို့ရှိရင်လည်းပဲ comment မှာဝင်ရောက်ပြီးတော့ဆွေးနွေးနိုင်ပါတယ်။ဒီကနေ့ကတော့ဒီလောက်ပါပဲ။အားလုံးသိပေးကြမယ်လို့မျှော်လင့်ပါတယ်။အားလုံး ျေးဇူးများကြီးတင်ပါတယ်